လေးလို့ဘယ်လားမဆို၃ရက်နေ့၁၂ရက်နေ့၂၃ရက်နေ့၃၀ရက်နေ့မှာမွေးတဲ့လူတွေအင်္ဂလိပ်လို့ဘယ်လားမဆို၃ရက်နေ့၁၂ရက်နေ့၂၃ရက်နေ့၃၀ရက်နေ့မှာမွေးတယ်ဘယ်လားမဆိုအင်္ဂလိပ်လို့ဘယ်လားမဆိုဇန်နဝါရီနေ့မတ်တေအေဘယ်ရီနားမလဲဘယ်လားမဆို၃ရက်၁၂ရက်၂၃ရက်30ရက်မှာမွေးတဲ့လူတွေကတောင်ကနာနှမတွေဖြစ်ပါတယ်เนาะတောင်ကနာနှမတွေကဘယ်လိုလူတွေလဲ သူတို့ကသောဒနာလောကဓာတ်လောက်ကတော့ဘီယူမဆိုင်ဘူးနော်သူတို့ကသောဒနာလောကဓာတ်လောက်ကတော့ဘီယူမဆိုင်ပါဘူးဘာကြောင့်လဲသူတို့ကဘဝနာခဲ့တဲ့လူတွေမို့လို့ဘဝနာခဲ့တဲ့လူတွေလို့သောဒနာဒုက္ခဆင်းရဲလောက်ကသူတို့ကဘီယူမဆိုင်ဘူးနော်အဲ့တခုသူတို့ကောင်းတယ်သူတို့ကဟာတာဟာတာဘလို့လုပ်ပြလိုက်တာနော်ကြုံတွေ့ကြုံတွေ့ဈမ်းပါစေကွာငါရင်ဆိုင်ခဲ့ရတဲ့ဒုက္ခနဲ့ဆိုင်ရင်ဒါပါမွားလေးပါဆိုပြီးတော့မှအဲ့လိုစိတ်တဘောထားနဲ့စိတ်ကခိုင်ခိုင်ပါပါနဲ့ ကြော်ဖြတ်လုံလို့သူတို့ကထိတ်ဆုံးကိုရောက်တတ်တယ်เนาะအဲ့လိုလူတွေอ่ะအဲ့တဝန်ထမ်းမတွေပဲเนาะတဝန်ထမ်းမတွေပဲသူတို့ကသောတန်လောကဓာတ်ကိုကြောက်ကုန်ကြောက်ဘူးเนาะသူတို့စိတ်ကိုအငြင်းရမ်းဖီးဖြောင်းเนาะစိတ်ကအငြင်းရမ်းဖီးတမ်းဖြစ်နေအောင်သူကနေတယ်ပရစာသိအဝမခံဘူးဘာကြောင့်လဲဘဝနာခဲ့တဲ့လူတွေမို့လို့သူတို့ကဘဝနာခဲ့တဲ့လူတွေမို့လို့နောက်တဝန်ထမ်းမတွေอ่ะတခုတ် အဟောဆရာကောင်းတာတစ်ခုရှိတယ်။သူတို့ကဘာလဲဆိုရင်ဘလောက်ပဲအဲ့ဒီစီကံတင်းကျပ်နေပါစေစီးလေးပေါင်းနေချထားတဲ့အဲ့ဒီစီကံကိုသူတို့ကလိုက်နာနေတယ်နော်။ဘယ်နေရာဘယ်တိုင်းပြီးရောက်ရောက်သူတို့ချမှတ်ထားတဲ့စီကံကိုအဲ့ဒီတုံကနာသမားတွေကအရက်လိုက်နာနေတယ်။နော်။အဲ့တုံကနာသမားတွေကအခုစစ်ဖက်ဆိုင်ရာတွေဘာတွေထဲမှာယောက်ျားလေးဆိုရှင်နေရာကောင်းရတယ်နော်သူတို့ကຢາດູຈີມາມາລະຍັດແດ່ອ້າຍຕົງກະນານມາລະຍັດເນາະຕົງກະນານມາອົກຈົກອົກຈົກຍິອຶດເດເນາະອຈີແກ နော်အထွေအလုပ်တွေလုပ်လို့ရှိရင်တို့အောင်မြင်တဲ့တုံကနာနမတွေရနောက်တစ်ခုတုံကနာနမတွေရဝန်ထမ်းဆိုလို့ရှိရင်အထက်လူကြီးသားကြိုက်တယ်နော်ခင်ဗျားတို့တထေးကြိုက်တယ်အထက်လူကြီးသားကြိုက်တယ်ဘာကြောင့်လဲပေးရလိုက်တဲ့တာဝန်ကိုလုံးဝကျင့်ဝင်တယ်လုံးဝကျင့်ဝင်တယ်အကြမ်းကြမ်းမပေးဘဲနဲ့ကိုကျင့်ဝင်အောင်ထမ်းဆောင်တယ်အဲအဲ့လိုပဲအဲ့လိုပဲတို့ကတို့ကပြန်ခိုင်းတို့ကလုံငန်းရှင်ဘဝရောက်လာပြီတို့ကအကြီးအကဲနေရာရောက်လာလို့အဲ့လောက်ငယ်လောက်ကိုခိုင်းလိုက်လို့ရှိရင်လည်း ပေးရလိုက်တဲ့တောင်းဝန်အကြောက်ကြက်မပေးဘဲနဲ့ကျင်းမွေအောင်ထမ်းဆောင်မှာတိုက်တဲ့လူစားမျိုးတွေဟုတ်ပြီနော်တိုက်တဲ့လူစားမျိုးတွေဘာပဲလို့လို့စောက်ကြီးရတယ်လို့ဖြစ်နေအဲ့ဒီတခုကတော့စိုးတယ်နော်ဘာပဲလို့လို့စောက်ကြီးရတယ်လို့တွားချက်တယ်အဲ့လိုအဲ့လိုပြောပဲချမလိုက်တဲ့စီကြားတိုင်းသူတို့နေနိုင်တယ်အငါတို့ကမှန်လာလို့ဒါငါတို့ကမဟုတ်မဟုတ်တာလို့ဒါမဟုတ်ဘူးအဲ့လိုလောကကြီးမှာမှန်လိုက်တော့မကောင်းဘူးနော်လောကကြီးမှာမှန်လိုက်တော့မကောင်းဘူးအဲ့ဒါအဲ့ဒါတော့သိချပါနော်နေရာတကာမှန်လိုက်တော့မကောင်းဘူးနော်အဲ့ဒါ ဥပမာပေးရမယ်ဆိုရင်တော့ခင်ဗျားတို့ကိုတွေ့လက်တွေ့ကြုံမှเนาะတိတိလိုက်မယ်ဗျာเนาะဒါတော့ဥပမာပေးရဖို့ဆိုရင်တော့နည်းနည်းလေးရှာစဉ်းစားလိုက်ဒါပေမဲ့တေချာတာကတော့လောကကြီးမှာမှန်တိုင်းမကောင်းဘူးเนาะအဲ့တော့စာအုပ်ကြီးတွေအတိုင်းမတော်ပါနဲ့ဟုတ်ပြီเนาะဘဝနာခဲ့လို့ကြုံတွေ့တဲ့လောကရန်ကိုစိတ်မပြတ်ဖက်နဲ့ကြော်နိုင်တဲ့တတ္တိနဲ့စိတ်ဓာတ်ခိုင်မာမှုကိုအရင်ကြိုက်ပါတယ်ခင်ဗျားတို့ကရွေကြက်ကြီးမှန်းကြက်လေအရင်ကြီးမားတဲ့လူတွေမို့လို့တုံငန်းန်းဓမ္မတော်တော်များများပါ တထည့်ဖြစ်တာများပါတယ်เนาะအောင်မြင်တာများပါတယ်တထည့်ဖြစ်တာများပါတယ်အထွတ်ထိပ်အကြီးကဲနေရာကိုရရက်ပါတယ်ဟုတ်ပြီเนาะတုံငန်းနံပါတ်၄အဲ့တော့ငါတို့ကမန်တာလောက်တာပဲဆိုပြီးတော့ပါစောက်ကြီးတွေရလိုက်တတမထဲတော့ပုံတွေကြီးတော့မတော်ပါနဲ့เนาะအဲ့အဲ့တကူလေးတော့ရှားအနေနဲ့သတိပေးကြပါလေအဲ့တုံငန်းနံပါတ်၄ဟာလောကဒဏ်ကိုရင်ဆိုင်တဲ့နေရာမှာကြုံတွေ့လာတဲ့ဒုက္ခကိုဟာတလို့သဘောထားလိုက်တာเนาะအဲ့အဲ့အတွက်အဲ့အချက်ကတို့ရဲ့အဲ့ဒါရွှေပဲ သူတို့တည်းအဲ့ဒါဗရမယာပဲတန်ဖိုးဖြတ်လို့မရအောင်နော်အဲ့အဲ့စိတ်ဓာတ်ကဟုတ်ပြီနော်သူတို့တည်းအရင်ကောက်ပါလေအဲ့စိတ်ဓာတ်ကပဲသူတို့ဘဝဘဝကိုအမြတ်တဏျာကိုပို့ဆောင်ပေးပါလေနော်ဟုတ်ပြီနော်ဝင်နေလောက်တဲ့လူတွေတထည့်အရင်ကြိုက်ပါလေအထက်လူကြီးအရင်ကြိုက်ပါလေသူတို့ကတာဝန်ကိုကျင့်ဝင်အောင်ထမ်းဆောင်တဲ့လူတွေမို့လို့ပါဟုတ်ပြီကိုကတာဝန်ကျင့်ဝင်ပြီးတော့မှကိုလက်အောင်ငယ်တာကိုနဲ့အတူတွဲလောက်တဲ့လူတွေရဲ့အနေထောက်တဲ့တစ်ချက်ပြန်ကြည့်ပေါ့ဟုတ်ပြီနော်ငါတို့တစ်ချက်ပြန်ကြည့်ပါငါတို့က ခိုင်းတဲ့တိုင်းလုပ်တာငါတို့မှန်တာလုပ်တာမှားတာလုပ်တာမဟုတ်ဘူးမှန်တိုင်းတော့မကောင်းဘူးเนาะအဲ့ဒါအဲ့ဒါပြောချင်တာပါမှန်တိုင်းမကောင်းဘူးအဲ့တော့သုံးကနာနှမတွေဟာသူတို့မှာဗာယောဂတွေရရတယ်လဲဆိုရင်အာယုံကြောယောဂရရတယ်เนาะအာယုံကြောနဲ့ပတ်သက်တဲ့ယောဂရရတယ်အဲ့မျက်စိနဲ့ပတ်သက်တဲ့အရေးပြားနဲ့ပတ်သက်တဲ့ယောဂအာယုံကြောနဲ့ပတ်သက်တဲ့အဲ့အကြောအကြောအချင်းပေါ့เนาะအဲ့မကြာခဏအကြောတွေအကြောအကြောတက်တာအကြောကြိုက်တာအာယုံကြောတွေပေါ့နော်စကြောတက်တာအဲ့ယောဂတွေသုံးကဏ္ဍနှမတွေရရတတ်ပါတယ် ဒါလို့တုံကနန္ဓမတွေအစစအရာအစီပြေကြပါသည်တုံကနန္ဓမတွေကလူလူကြီးကျွန်းလူတော်လူကောင်းတွေတော်တော်များများတော်တော်များပြီးတော့မှအရင်ထက်မြက်တဲ့လူတွေပညာတက်ထက်မြက်တဲ့လူတွေအရင်များပါတယ်ဟုတ်ပြီနော်ကြားလို့တုံကနန္ဓမတုံကနန္ဓမများအားလုံးအစီပြေတိုးတက်အောင်မြင်ကြပါစေ